ျွန်တော်တို့ဒီလိုကိုတက်ပုံနဲ့အဲလိုကတဲ့ဗီဒီယိုဖိုင်ပေါ့နော်အတန်မှာတခါတည်းပါပြီးသားပေါ့နော် music ပါပါတဲ့ဗီဒီယိုဖိုင်လုပ်မယ်ဆိုကျွန်တော်တို့ဟိုတနေ့ကကျွန်တော် ပြခဲ့တဲ့အတိုင်းပဲအဲ1 yuan ပေါ့နော်1 yuan ကိုအရင်သွားပါမယ်1 yuan ရောက်တဲ့ခါမှာကျွန်တော် comment တွေမှာအရင်နေ့က post ကမှပြန်ကြားတာတော့ဗာလဲဆိုတော့ဟိုတရုတ်လိုပေါ့နော်ဖြစ်နေတဲ့အကြောင်းကိုသူတို့လည်းလုံးအသုံးပြခတ်တယ်ပေါ့အဲ့တော့ကျွန်တော်ဒီမှာ Google Translate app နဲ့ကျွန်တော်ဖြည့်ရှင်းဖို့ကျွန်တော်အကြံပြုထားပါတယ် Google Translate app ကိုကျွန်တော်ဖွင့်မယ်ဖွင့်ပြီးတော့ဒီမှာကျွန်တော်သူ့မှာကင်မရာပါတယ်ပေါ့နော်အဲ့ဒီကင်မရာဖြောင်းလိုက်တယ်ဆိုရင်ကျွန်တော်တို့ဟိုကွန်ပျူတာနဲ့တုံးရင်တော့ပို့အဆင်ပြေတယ်ပေါ့နော်ကွန်ပျူတာမှာကျွန်တော်တို့ one year website ကိုဖွင့်ပြီးတော့မှအဲ့ဒီဟာကိုကျွန်တော်အဲ့ဒီ app နဲ့ကျွန်တော်တို့ဖွင့်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘယ် tab ကအာပါဘယ် function ကိုပါလဲဆိုတော့ကျွန်တော်တို့အဲ့မှာတွေ့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်တစ်ခါတော့တုံးပြသွားပြီဆိုရင်တော့ကိုယ်သိပါပြီဒီ tab ဆိုရင်တော့ဒါ video ပြောင်းတော့ဒီ tab ဆိုရင်တော့ဒါ voice over ထည့်တာပါเนาะဒီအဲ့လိုမျိုးပါเนาะ ဟိုအသုံးပြမှဆိုအဆင်ပြေနိုင်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီ1ရောင်ရောက်ပြီဆိုရင်ဂျာကျွန်တော်တို့ဟိုတနေ့ရလုတ်ခဲ့တဲ့ဒါဗီဒီယို test ကနေဗီဒီယိုပြောင်းနေတာပါเนาะဒီ tab ဆိုရင်ကျွန်တော်တို့ဒါဘာလဲဆိုတော့ကိုတက်ပုံထည့်ပြီးတော့မှကတာမျိုးတွေပေါ့เนาะအေးအဲ့လိုမျိုးလဲသူသူကတော့ဟို motion မျိုးလုတ်လို့ရဒါပေမဲ့သူကတော်တော်ကြာတယ်ဒီ model ကဒီကောင်ကတော့ကျွန်တော်တို့ကိုတက်ပုံကိုထည့်ပြီးတော့မှ voice over ပေါ့နော်ဟို voice over ထည့်တာပေါ့အခုတက်ပုံပဲထည့်ထည့်ဒီသူများရဲ့ပုံပဲထည့်ထည့်ပေါ့နော်ကိုယ့်ရဲ့ဟိုပုံတစ်မျိုးပဲထည့်ထည့်ကြားတယ်ဒီမှာနောက်တစ်ခုကကြောက်ကိုယ့်ရဲ့ voice ကို record လုပ်ပြီးတော့မှကိုယ့်အတန်ကိုဒီမှာအဲထည့်ပြီးတော့မှ upload လုပ်ပြီးတော့မှလုပ်လို့ရပါတယ်အခုဒီနောက်ဆုံးတက်ကွာတော့ကျွန်တော်တို့ဒီနေ့လုံးမဲ့ကျွန်တော်တက်ပုံ upload လုပ်ပြီးတော့မှကျွန်တော်တို့ကခိုင်းမှာပေါ့နော်ကတဲ့အခါမှာတချင်းလဲပါတယ်ပေါ့ဒီမှာတော့ကတဲ့ပုံစံ၅မျိုးပေါ့နော်အဲဒီ၅မျိုးထဲမှာမှကိုကကြိုက်တဲ့ပုံစံကိုရွေးပြီးတော့မှတက်ပုံ upload လုပ်ပြီးတော့ကျွန်တော်တို့ model ကို ဟို train train ဟို generate လောက်ခံလို့ရတယ်ဗောနော်အဲ့တော့အရန်ကိုလွဲပါတယ်အရန်ကိုလွဲပါတယ်ဘာမှမခက်ပါဘူးကျွန်တော်ဒီမှာဟိုဒါကားတဲ့ပုံစံတစ်မျိုးရွေးရွေးပြီးပြီဆိုရင်ကျွန်တော်တို့ဒီနေရာလေးမှာအဲတက်ပုံထည့်ဗောနော်ကျွန်တော်ကတော့ကိုပိုက်လို့ကိုတုံးပြီးတော့မှကျွန်တော် photo generate လောက်ထားတယ်ဗောနော်အဲ့အဲ့ photo ကျွန်တော်ဒီမှာ upload လုပ်လိုက်မယ်အဲ့ upload လုပ်ပြီးပြီဆိုရင် तू ကဟိုဓာတ်ပုံက scale မကိုက်ဘူးဆိုရင် तू က crawl ခိုင်းနေရတယ်ကိစ္စမျိုးကျွန်တော်တို့ဓာတ်ပုံကိုကျွန်တော်တို့ချုံပြီးတော့ကျွန်တော်တို့ crawl လိုက်မယ် အဲဒီလိုမျိုးပေါ့နော်တစ်ခုလုံးပါတဲ့ပုံဆိုရင်ပို့အဆင်ပြေတာပေါ့နော်တစ်ခုလုံး crop ပြီးပြီဆိုရင်ကျွန်တော်တို့ဒါ okay ပေါ့ okay နိုင်မယ် okay နိုင်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာတရားကန်လုံးပြည့်ပြီဆိုရင်ကျွန်တော်ဒီကျွန်တော်ရဲ့ဒီကတဲ့ကိုယ့်ရဲ့တက်ပုံနဲ့ကတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့စပြီး generate စလုပ်လို့ရပြီနော်ဒီခလုတ်လေးကျွန်တော်နှိပ်လိုက်ပါမယ်အဲနှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ဟို5မိနစ်လောက်စောင့်ပေါ့နော်စောင့်ပြီးပြီဆိုရင်သူတရားကန်လုံးပြည့်သွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဒီကိုတက်ပုံနဲ့အဲ့လိုသူကတဲ့ style နဲ့ဟိုဟိုတခါတဲ့ဗီဒီယိုဖိုင်လေးထွက်လာတယ်ပေါ့နော် ဟိုဘာမှတော့မဟုတ်ပါဘူးဒါပေမဲ့ထွေထူးတော့မဟုတ်ပေမဲ့ကိုကဒီဟာလေးနဲ့ဆော့လို့ရတယ်ပေါ့နော်ကိုတက်ပုံလေးနဲ့ပဲဖြစ်ဖြစ်ဟိုအဲ့လိုမျိုးပေါ့နော်ဟိုတမျိုးမျိုးဆော့လို့ရတယ်ပေါ့နော်သူကတခုထူးခြားတာကသူကဒီမှာကသူက10စက္ကန့်စာပေါ့เนาะကျွန်တော်တို့အရင်ကျွန်တော်တို့ test to video ဆိုရင်သူက 5စက္ကန့်စာပေးပေးမယ်သူကဒါကတော့10စက္ကန့်စာပေးတယ်ပေါ့နော်10စက္ကန့်ပေးတဲ့ခါကျကျွန်တော်တို့ဒီတစ်ခုကိုထုတ်တိုင်း10စက္ကန့်စာပေါ့နော်အဲ့တော့ဟိုအမျိုးမျိုးဟိုပုံစံမျိုးမျိုးထုတ်ပြီးတော့မှကိုစမ်းလို့ရတယ်ပေါ့နော်စမ်းပြီးတဲ့မှာကျွန်တော်တို့ဒီမှာ download ဆွဲမယ်ဆိုရင်ဒီနေရာလေးကိုနှိပ်ပြီးတော့မှကျွန်တော်တို့ဟို download ဆွဲပြီးစိတ်လို့ရတယ်ပေါ့နော်